မင်္ဂလာဝဲပြီမန္တလေးဂရီဝါဟိုတယ်မှာတဲခိုမီလို့ကွယ်လွန်သွားခဲ့ရတဲ့အသည့်ဆက်ဆက်ဇနီးမောင်နဲ့လေအခုမြင်နေရတဲ့ဒီမင်္ဂလာဆောင်တွဲဇနီးမောင်နဲ့လေကတော့မင်္ဂလာရှင်မြတ်ပါပဲဘဝတစ်ပါးကိုကုပြောင်းကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်ဒီဖြစ်ပျက်လေးကအင်မတန်ကိုမှတနာစရာကောင်းပြီးချင်းရင်သူမိသားစုဝင်တွေလည်းဖြည့်မဖြစ်နိုင်အောင်ဝမ်းနဲ့ခံစားနေကြရပါတယ် စီစုံရဲလေးဟာဆိုရင်တော့အရန်ကုန်မှချစ်ကြပြီးတော့မိဘအတိုင်းဝိုင်းကလည်းသဘောတူတဲ့အတွက်ခန်းထားတဲ့လက်ထက်မင်္ဂလာပွဲကြီးကိုကျင်းပခဲ့ကြတာပါအမျိုးသားဖြစ်သူကတော့ဒေါက်တာထူးထက်ကျော်လို့အမည်ရပြီးအမျိုးသမီးကတော့မေရှမင်းလို့အမည်ရပါတယ်သူတို့စုံရဲလေးနေနေပထမဆုံးမင်္ဂလာပွဲလေးဖြစ်သူတို့သမီးလေးမယမီရဲ့ဆွေမျိုးသားချင်းတွေရှိတဲ့မန်လေးမြို့နယ်တဝိုက်မှာတွားရောက်ပြီးတော့မင်္ဂလာပွဲကြီးကိုကျင်းပခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးမင်္ဂလာပွဲကျင်းပပြီးတော့ရန်ကုန်မြို့ကြီးမှာလည်းနောက်ထပ်တစ်ချိန်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုထပ်မံကျင်းပဖို့အတွက်လည်းစီစဉ်ထားခဲ့တာပါ။ပထမ ာဆုံးမင်္ဂလာပွဲလေးကလည်းအောင်မြင်စွာကျင်းပပေးခဲ့ပြီဖြစ်တဲ့အတွက်ဇနီးမောင်နဲ့နေအောင်ရှမ်းကိုမှပျော်ရွှင်နေခဲ့ပါရယ်။ဒါကြောင့်ရန်ကုန်ကမပြန်ခင်မန္တလေးမြို့ရဲ့နမေကျော် Great World Hotel ကြီးမှာတဲခိုရင်းနဲ့အပန်းဖြေနေကြတာဖြစ်ပါရယ်။ဒါပေမဲ့လေအဲ့လိုတဲခိုပြီးတဲ့နောက်ပိုင်းဟိုတယ်ကြီးတဲကနေဘယ်တော့မှ ပြန်မထွက်လာနိုင်တော့ပဲဘဝတစ်ပေါက်ကိုကုပြောင်းကွယ်လွန်သွားရှာတာပါ။ ဒီဆောင်တွဲလေးနဲ့တူသူတို့ရဲ့ချစ်စရာကောင်းတဲ့ခွေးလေးနှကောင်လေးပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒေါက်တာထူးတဲ့ကျော်နဲ့မယံမင်းတို့မင်္ဂလာဇနီးမောင်နှံလေးကခွေးနှကောင်နဲ့အတူတူမန်လေးဂရီဝါဟိုတယ်ကြီးမှာတထောင်နာပြီးတော့တဲခုန်နေကြတာဖြစ်ပါတယ်။ အင်္ဂလိပ်ဝေးကြီးကိုကြုံတွေ့ကြရပြီးမလာ28ရက်နေ့မှာတော့နေ့လယ်12နာရီဝင်းကျင်ကမှာဟိုတယ်ကနေ check out လုပ်ပြီးတော့ပြန်ဖို့အတွက်လာချုံမဲကားကိုစောင့်နေကြတာလို့သိရပါပြီ။ကားဆရာနေချိန်ထားတဲ့ချိန်ကတော့နေ့လယ်2နာရီဖြစ်တဲ့အတွက်12နာရီ50ဝင်းကျင်ကမှာကြုံတွေ့ကြရတဲ့အင်္ဂလိပ်ဝေးကြီးပြီးဟိုတယ်ကြီးထဲမှာပြိမိသွားကြတာပဲဖြစ်ပါပြီ။ကားဆရာကလည်းသူ့ဘက်ကနေသာနည်းနည်းလောက်စောပြီးတော့ထွက်ခဲ့မိဆိုရင် ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူးလို့ဝန်နေစိတ်မကောင်းစွာနဲ့ရှင်ဝင့်ပြောဆိုလာခဲ့ပါတယ်။ဒေါက်တာထူးတဲ့ကျော်နဲ့မယံမင်းတို့အသည့်ဆက်ဆက်ဇနီးမောင်နှံလေးကတော့နောက်ထပ်မင်္ဂလာပွဲကိုလည်းထပ်မံကျင်းပနိုင်စွဲမရှိတော့ဘဲနဲ့ကွလွန်သွားခဲ့ပြီးပဲဖြစ်ပါတယ်။အစားကတော့သူတို့ကိုပြလဲရှာဖွေတရှိမလားဆိုပြီးတော့ကဲဆယ်ရေးတွေကလည်းစူးစမ်းရှာဖွေခဲ့ကြပါရီခွေလေးနှကောက်ကတော့ပိမိနေပေမဲ့အသက်ရှင်ကျန်ရစ်ပြီးတော့ကတိနိုင်ခဲ့တယ်လို့လည်းသိရှိရပါရီ ဒါပေမဲ့ဒေါက်တာထူထက်ကျော်နဲ့ဇနီးဖြစ်သူမယမင်းတို့ကတော့ကဲဆဲရေးတွေကလည်းချိန်ကျန်ကြနေတာကြောင့်ဘလူးမောက်ကောမှာတောက်မခံနိုင်တော့ဘဲနဲ့ကွလွန်သွားခဲ့တဲ့တွေ့နောက်ဆုံးမှာတော့တက်မဲ့နေတဲ့အနေအထားနဲ့ပဲပြန်လည်ပြီးတော့ရှာဖွေတွေ့ရှိခဲ့ပါရီသူတို့တွေအနေနဲ့လေတကယ့်ကောမှာကဲမကောင်းစွာနဲ့ဟိုတယ်ကနေပြန်ထွက်ခံနေမှာပဲအခုလိုအဖြစ်ကြီးနဲ့ကြုံတွေ့ကြရတာပါတကယ်လို့သာဟိုတယ်ပြင်ဘက်ကိုရောက်ရှိနေပြီဆိုရင်တော့ဒီလိုမျိုးဖြစ်မျိုးကြုံတွေ့ရမှာမဟုတ်ပဲအသက်ရှင်ကျပ်ဦးမှာအသေးချပါပဲအခုကတော့မန်လေးဂရိတ်ဝေါ်ဟိုတယ်ကြီးရဲ့တရင်းတွေကပရိသတ်တွေကြားသိကြတဲ့အတိုင်းပါပဲကဲဆဲခွင့်ကိုချက်ချင်း င်းမပြုတ်လောက်ခိုင်းခဲ့ပေစင်ရဲကြော်ကြတဲ့ခါတော့မှကက်တင်ခိုင်းခဲ့တဲ့အတွက်အခုလိုမျိုးကွယ်လွန်ဆုံးရှုံးသွားတဲ့သူတွေများပြားနေကြတာပါပျော်ရှင်စရာမင်္ဂလာပွဲလေးကိုကျင်းပခဲ့ပေမယ့်မန်လေးကလေးဝဟိုတယ်ပြိုကျမှုမှာကွယ်လွန်သွားခဲ့ရှာတဲ့ဒေါက်တာထုထဲကျော်နဲ့မယံမင်းတို့နှစ်ယောက်ကောင်းမွန်ရာဘုံဘဝရှာပြီးတော့နောက်ဘဝတွေမှာတော့တက်ဆုံးတိုင်ချစ်ခင်စွာနဲ့ပေါင်းဖက်နိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်နော်အဘိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးတဘာဝဘေးအနေကြီးမှာကျွတ်ကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမီတာစကားလေးလက်စားပါလိုက်ပါစေရှင်